တရင်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစားမှုတွေမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစားမှုတွေကိုဆုံးတီကြီးစုနားဆင်ပေးဖို့မြတ်တရက်ကန်အပ်ပါတယ်ခင်ဗျာခုတကပရမအူဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြော်သားညညရဲ့ဆိုရအန်ယူချင်မှာဖီယာပေဘေကဲရဲ့ဆေးရီဂျိုပန်းမှုမျိုးကိုလက်ခံမှာမဟုတ်ဘူးလို့အတီအလင်းထုတ်ပြန်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်မြူဒန်ညိုရဲ့ဆိုရအန်ယူချီမှာ နိုင်ငံတကာနိုင်ငံရဲ့ဘီအားပေးအဖြစ်ခက်ရစရေးဂျိုးပန်းမှုမျိုးကိုလက်ခံမှာမဟုတ်လို့အန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆုတ်ခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းစီစဉ်ကစဲမြင့်ဆောင်2015မှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးနိုင်ငံတကာနိုင်ငံရဲ့နေဆက်ရညှိနှိုင်းမှုနဲ့ဂျက်ကိုင်းလို့ရတဲ့အင်အားစုတွေကိုနေလန်ပေါင်းစုံတုံးဝတင်ပြအပေးဆွေးနွေးခိုင်းမှုဟာအကျိုးမရှိဘဲသွေးခွဲမှုနဲ့တင်းမာမှုတွေကိုခေပေါ်ဆင်နိုင်တယ်လို့၎င်းကရှင်းလင်းပြောဆိုပါတယ်။နိုင်ငံတကာနိုင်ငံကနေဆက်ရညှိနှိုင်းမှုတွေနဲ့ ချက်ကိုင်းလို့ရတဲ့အင်အားစုတွေကိုနေလန်းပေါင်းစုံတုံတင်းပြရပေးစုံနေစေပြီးအပြေခက်ရစဲစိတ်မှုနေလန်းကိုအုံပြုခြင်းဟာလေရေရှည်တို့ရဲ့အကျိုးမရှိဘဲချင်းတွေကိုပုံမှုရှုပ်သွေးစေကဒိုင်းရင်သားအင်အားစုတွေချင်းချင်းချားမှတွဲကွဲမှုဒင်းမာမှုတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မြို့သားငင်းညိုရဲ့ဆိုရအနေနဲ့မိမိတို့ကိုဖိအားပေးပြီးအပြေခက်ရစဲရေဂျိုပန်းမှုမျိုးကိုလက်ခံမှာမဟုတ်ပဲနိုင်ငံတကာတိုင်ဝိုင်းအတူတပြင်းအာဆီယံနဲ့အင်ဂျင်နိုင်ငံတွေရဲ့စူးစီးမှုတွေဂျိုပန်းမှုမျိုးကိုလမ်းပွင့်ထားပါတယ်လို့ဦးနေပုံလက်ကဆိုပါတယ်။ လက်တော်ချမ်ပတ်ဆဲအုပ်စုကဟန်ပြအတိကက်ရစရေးကျင်းညထားနေပေမဲ့၎င်းတို့ကိုယ်တိုင်ကျင်းညထားတဲ့အတိကက်ရစရေးကိုချိုးပေါက်နေကြောင်းသူကဲ့သို့စတက်ရဲ့ချမ်ပတ်တခဲမှုတွေကြောင့်ဒီသူ434ဦးတည်ဆုံးခဲ့တယ်လို့ဦးနေပုန်လက်ကပြောဆိုပါတယ်အခုဆဲအုပ်စုကစကိုင်းငလျင်ကြီးလောက်ခွက်ခဲ့တဲ့မတ်လ28ရက်နေ့ကစပြီးမေလ9ရက်နေ့ထိဒိုင်းနေပြည်နယ်73ခုမှာလေကြောင်းတခဲမှုဖြစ်စဉ်ပေါင်း392ခုပြုလုပ်ခဲ့ပြီးအဒီဖြစ်စဉ်တွေကြောင့်ပြည်သူလူထုတည်ဆုံးသူ334ဦးရှိခဲ့တာထိခိုက်ဒဏ်ရာရသူ952ဦးရှိခဲ့ပါတယ် ဒီဒလာခွဲခန့်ကာလာတွင်လေးချောင်းတခမ်းမှုတွေကြောင့်ဇာတင်ချောင်း40ကျော်နဲ့ဘာသာရေးဆောက်ဦးတွေဖြစ်တဲ့ဘုံကြီးချောင်း20ကျောင်းခရိယံဖျားချောင်း၄ချောင်းအလီတလုံးတို့ထိခိုက်ပျက်စီးခဲ့ရပါတယ်။လက်ရှိမှာဂျမန်အုပ်စုဟာလေးချောင်းတခမ်းမှုတွေမှာဂျယ်လေးရင်ဒရုန်းစက်တလစ်တွေပရာမော်တာတွေပြင်ဂျိုင်ရိုကော့တာလို့ခေါ်တဲ့ရဲရင်ငယ်စားတွေကိုပါအသုံးပြုနေတာလည်းဖြစ်ပါတယ်။ဒီလိုလေးချောင်းတခမ်းမှုတွေပြင်လက်နက်ကြီးတွေနဲ့လည်းနေစိမ်ရဆက်တခိုက်လျက်ရှိနေတယ်လို့စစ်ကြောင်းတို့ပြီးတော့ရွာစင်းမိရှို့ဖျက်ဆီးတဲ့ဖြစ်စဉ်တွေလည်းရှိနေတာဖြစ်ပါတယ်လို့၎င်းကပြောဆိုပါတယ်။ တို့ပဲတို့ချမ်းပတ်စတက်ကပြည်သူလူထုကိုဦးတည်တဲ့လေချောင်းတခိုင်မှုဘွာများတို့စေချောင်းတို့မီးရှို့စားတဲ့လုံရများကိုနေစင်ရက်ဆက်လုံဆောင်နေပေမဲ့တပတ်မှနိုင်ငံတကာမြန်မာပန်လားစီရေးတို့ကဟန်ပြအပြစ်ခတ်ရက်ဆက်ရေးထုတ်ပြန်ချက်တွေကိုထုတ်ပြန်လျက်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်အမှန်တကယ်ပြစ်ခတ်ရက်ဆက်ရေးဟာနိုင်ငံတကာကစောင့်ကြည့်လေးလာမှုလိုအပ်မှာဖြစ်ပြီးချိုးပေါက်တဲ့သူကိုမီးတို့ရေယူမလဲဆိုတဲ့ရေယူမှုတွေပါဝင်ရမှာဖြစ်ကြောင်းဇယ်အိုးဆိုးရဲ့ဟန်ပြအပြစ်ခတ်ရက်ဆက်ရေးဟာချိုးပေါက်ရန်လွယ်ကူပြီးအဲဒီလိုချိုးပေါက်မှုတွေကိုစစ်တပ်ကကိုယ်တိုင်ကျူးလွန်နေတယ်လို့၎င်းကဆိုပါတယ်။ အခုဆဲဆူဘက်ကလုံဆောင်နေတဲ့ဟန်ပြားဖြစ်ခဲ့ရဲ့စည်ရေးကြေညာချက်တွေဟာဇင်းနာမှုမရှိချိုးပေါက်ပိုလွယ်ကူမဲ့အကြောင်းချက်တွေထည့်သွင်းထားတာကိုလည်းသတိပြုရမှာဖြစ်ပါတယ်။စစ်မှန်တဲ့ပြည့်ခဲ့ရဲ့စဲမှုတွေအတွက်ဂျင်းဝဲစီကံကောက်တော့ခွန်တက်တွေတဘောတုံညင်မှုတွေလိုအပ်မှာဖြစ်တယ်လို့အဲ့ဒီဂျင်းဝဲတွေတဘောတုံညင်ချက်တွေကိုလိုင်းနာဆောင်ရွက်ခြင်းရှိမရှိသိကြစေဖို့နိုင်ငံတကာစောင့်ကြည့်လေးလာမှုတွေလိုအပ်မှာဖြစ်ပါတယ်။တဘောတူထားတဲ့ဂျင်းဝဲတဘောတုံညင်ချက်တွေကိုချိုးပေါက်ခဲ့မယ်ဆိုရင်အဲ့ဒီချိုးပေါက်တဲ့သူကိုဘယ်လိုမျိုးရေယူမလဲဆိုတဲ့ရေယူမှုတွေလည်းပါဝင်ရမှာဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။ လက်ရှိဇန်နဝါရီ17ကမေလ6ရက်နေ့မှမေလ31ရက်နေ့ထိယာယီအဖြစ်ခဲ့ရစရေးကြီးညာထားပြီမလဲယမန်နေ့မှာတော့တပရင်းမျိုးနယ်တို့မှရှိတဲ့စာတင်ချောင်းကိုလေးရင်နဲ့ဘုံချဲချခဲ့တာကြောင့်ကျောင်းသားကျောင်းသူ20ဦးနဲ့ဆရာမ9ဦးစုစုပေါင်း22ဦးတည်ဆုံခဲ့ရပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အန်ယူဂျီလောင်းမှရှိတဲ့စစ်တုံးမှန်ထင်းထင်းရေစခန်းမှာစစ်တုံးမှန်မိသားစုဝင်တွေကိုမင်္ဂလာအခမ်းပွဲဖြစ်လုပ်ပေးတယ်ဆိုတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။မြို့သားညညရေးအစိုးရအန်ယူဂျီလောင်းမှရှိတဲ့စစ်တုံးမှန်ထင်းထင်းရေစခန်းတစ်ခုမှရှိတဲ့စစ်တုံးမှန်မိသားစုဝင်များကို မင်္ဂလာအဲခန့်ပွဲပြုလုပ်ပေးကြတယ်လို့တောင်ပိုင်း၁၁တာမှတ်သုံး၁၁တာကွယ်စစ်တုံးမှန်ထင်းထင်းရေစခန်းကယမနေ့မေလ၁၃ရက်နေ့မှာထုတ်ပြန်ပါတယ်။အဆိုပါမင်္ဂလာပွဲမှာမောင်မျိုးစုနဲ့မပိုးအီးဆိုတို့ရဲ့မင်္ဂလာအဲခန့်ပွဲဖြစ်ပြီးအဲ့ဒီစစ်တုံးမှန်ထင်းထင်းရေစခန်းမှာလူထချင်းဆန္ဒစိမ့်နဲ့ထင်းထင်းထားတဲ့စစ်တုံးမှန်အိုးရဲ့၂၀၀ဝန်းကျင်ရှိပြီးတော့၎င်းတို့ရဲ့မိသားစုဝင်ကလေးငယ်များကိုလည်းပညာသင်ကြားပေးခြင်းတွေလှူဆောင်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တပည့်ရင်းမှာစတင်ချောင်းကိုဆက်လျင်နဲ့ပုံကျဲမှုကြောင့် ကျောင်းသားကျောင်းသူ20ဦးနဲ့ဆရာမ2ဦးတည်ဆုံမှုကိုကုလသမဂ္ဂဆွေးနွေးမှာတင်ပြလိုက်ပြီးအကြံဖက်ဆဲဦးစုကိုကိုညင်နေမှုရတန့်ရန်ဒံမကြီးဦးချိုမုံထွန်တောင်းဆိုရဲဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းတပည့်ရင်းမျိုးနဲ့မှာစတက်ကစတင်ကျောင်းကို၄ကျောင်းနဲ့ပုံကျဲမှုကြောင့်ကျောင်းသားကျောင်းသူ20ဦးနဲ့ဆရာမ2ဦးတည်ဆုံခဲ့တယ်လို့ကုလသမဂ္ဂမှာဒံမကြီးဦးချိုမုံထွန်ကတင်ပြပြောဆိုလိုက်ပါတယ်။ဂျမန်နေမေလ7ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ စင်စံမပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာဆိုင်ရာကွန်ဖရင့်မှာ၎င်းကထပ်ပါတိုင်းတင်ပြပြောဆိုခြင်းဖြစ်ပါတယ်။ပြမန်နေမေလာ၁၂ရက်နေ့မနက်ပိုင်းမှာအကြံဘက်ဆေးဥစုကစကိုင်းတိုင်းတပရင်းမြို့နယ်အတွင်းမှာရှိတဲ့အိုဒိန်တွင်ခြေရွာမှာရှိတဲ့စာတင်ကျောင်းကိုလေချောင်းမတဆင်တက်ခဲ့ကြရ။ကျောင်းဆရာမနှစ်ဦးနဲ့ကလေးငယ်20ခန့်တေဆုံးပြီးများစွာထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်းအဲ့ဒီဖြစ်စဉ်ဟာတခုတည်းမဟုတ်ပါကြောင်းတပတ်မှလည်းစကိုင်းတိုင်းကလွန်ခဲ့တဲ့ဒလားကျော်ကာလတွင်ဖြစ်ပေါ်ခဲ့တဲ့ပြင်းအားကုန်တသမခုံကိုဆင်းရှိငလျင်တဲအပြင်းထန်ဆုံးထိခိုက်ခံရတဲ့ဒေသများတွေကဒေသတစ်ခုဖြစ်တယ်လို့တမန်ကြီးကဆိုပါတယ်။ ထို့ကဲ့သို့ချမ်းမတ်ဆဲအုပ်စုမှမင်းစင်မစင်မချင်းဂျူးလို့နေတဲ့လေချောင်းတကမ်းမှုတွေနဲ့ပုံကျဲခြင်းတွေဟာအရသာထိခိုက်မျက်နှာမှုနဲ့စားဟုများပြည့်စည်ဆုံးရှုံးမှုတို့ကိုလွန်မင်းဖြစ်စေပြီးတော့ဆင်ဆံမပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဗန်းနိုင်များကိုအကောင့်ထဲပေါ်ရန်တဝင်ယူရတဲ့စားဟုများဖြစ်တဲ့ဇာတင်ကျောင်းများနဲ့ဆေးရုံများပေါ်အများဆုံးထိခိုက်စေတယ်လို့တမကြီးဦးချုံမုံထုံးကပြောဆိုပါတယ်။ဒီထဲမှာတချို့သောနိုင်ငံများအနေနဲ့အကြံပတ်ဆေးအုပ်စုကိုထောက်ပံ့ပေးနေကြောင်းအကြံပတ်ဆေးအုပ်စုကိုရဝတ္ထုပစ္စည်းအပြင်းတော်၎င်းစိတ်တဲ့အပြင်းတော်၎င်းထောက်ပံ့ပေးခြင်းက ကလင်းငယ်များပါဝင်လူများပြားကိုဆေးဟုတ်စုကထပြန်းနိုင်စေရန်ကူညီပေးရာရောက်နေကြောင်းဒါကြောင့်ဘုံရတကိုက်ချင်းတွေကိုရက်တန့်ပေးပါလူများကိုထပြန်းနေခြင်းအားရက်တန့်ပေးပါဆေးဟုတ်စုကိုကူညီပံ့ပိုးပေးနေခြင်းအားရက်တန့်ပေးပါရန်တောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံမှာအစိုးရဆေးဟုတ်စုနဲ့ဆေးရနာရှင်စနစ်ကိုဆုံးသက်ခါဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်မှသာလျှင်မြန်မာနိုင်ငံမှာရရှိတည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့တရားနာမှုတွေကိုဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်လို့တမန်ကြီးဦးချုပ်မူတုံးကတောင်းဆိုသွားပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ မုံရွာဖြစ်ခတ်မှုတွင်တော်လိုင်းတပွဲဝင်၃ဦးတင်ဆုံတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းမုံရွာနုနယ်မဦးကျေးဝါနီမုံရွာချောင်းဦးလမ်းမိုင်းဘော့ကဖြစ်ခတ်မှုမှာနှစ်ပတ်တင်ဆုံမှုရှိတယ်လို့မေလ၁၃ရက်နေ့မှာမုံရွာခရိုင်မန်းဆက်နဲ့နှစိုးတက်ရင်ကတရင်ထုတ်ပြန်ပါတယ်။ယမန်နေ့မေလ၁၇ရက်နေ့မန်းဆက်တနေ့ကြော်ခတ်မှာမဦးခေကနေဂါးရီကိုငွေတောင်းမှုဆိုင်ကယ်တွေနဲ့တွက်လာတဲ့စကောင်းစီတတာ၃ဦးဟာမဦးခေနဲ့မီတာ900ခန့်ကွာမာတာတာကေဟောင်းအမီကိုညာဆိုင်နဲ့ခေဟောင်းသားမှာရှိနေတဲ့ချိန် ဒေါ်လင်ကြီးတက်တက်ကဝင်ရောက်ပြစ်ခတ်ခဲ့ရကနေနှစ်ဖက်ပြန်လည်ပြစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီရဲဘော်တွေကအရင်နာကိုရောက်တော့တပတ်ကဂိတ်ထက်ကတယောက်ကိုမေ့သွားတာလားဘလို့ဖြစ်သွားလဲမသိအောင်နနေရပြေးရမယ်လို့မှားလိုက်တာ။ဂွန်ရဆိုင်တွေကနှစ်ယောက်ကိုပြေးပြီးတော့လက်နက်စင်းကောက်တဲ့ချိန်ဂိတ်ထက်ကတယောက်ကကျွန်တော်တို့ရဲဘော်တွေကိုပြစ်လိုက်တာလို့မုံရွာခင်းရအမနစက်နဲ့နှဆိုးတက်ရမှာတရေမှုနှဆိုးကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုတွင်စကောင်းစိတ်တတနာအိုးနှဆိုးပွဲဝင်အသက်29နှစ်ရွယ်လှမျိုးအောင်အသက်25နှစ်ရွယ်ငိမ့်မင်းစောအသက်19နှစ်ရွယ်ချစ်တူးခန်းတို့တုံးဦးတည်ဆုံးခဲ့ပြီး ဖြင့်စတိုတနတ်၃လက်နဲ့ဆိုင်ကယ်၃စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတည်ဆုံးပွဲဝင်၃ဦးရဲ့ရုံလောင်းတွေလည်းပြရမရတာကြောင့်အပွဲဝင်တွေရဲ့အဝေးထည်တွေနဲ့ပဲမေလ၁၀နှစ်မှာနိုင်ရည်ပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။ဆေယနာတိန်၄နှစ်ကျော်ကာလအတွင်းမုံရွာခရိုင်မှာ၂၀နှစ်မျိုးစိုးတက်ရင်မှာပွဲဝင်၁၀ဦးထိကြာဆုံးထားပြီးတော့အခုလိုမရှင်လုံးဆောင်ရင်ကြာဆုံးသူက၃ဦးတကကျန်းတဲ့ကြာဆုံးပွဲဝင်တွေကမိုင်းမတော့တစားမှုနဲ့စကောင်းစီစကြောင်းရဲ့ဖန်စီတပြက်တာခံရလို့ဖြစ်တယ်လို့တယင်းမှုနဲ့ဆိုကပြောပြပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ခံကောင်းမျိုးနဲ့မှာပခပစကန်စင်းနေခံရပြီးရဲဘော်ခုနှစ်ဦးနဲ့ចောင်းသားလေးဦးတပြက်ခံရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းခံကောင်းမျိုးနဲ့မှာမေလာ၁၂ရက်မနက်စောနှစ်နာရီဝန်းကျင်ကရဲချေးပြည်သူကာကွယ်ရေးစကန်တစ်ခုစင်းနေခံရကရဲချေးပခပရဲဘော်တွေနဲ့ចောင်းသားလေးယောက်တို့တပြက်ခံရပြီးတော့လက်နက်ခဲယမ်းတွေလည်းပါသွားတယ်လို့ခံကောချေဆိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေစကသိရပါတယ်။လေမားယူအားရဲချေးပခပစကန်ကိုခံကောခလဲရ၅၀ကအင်အား၁၀၀လောက်ပါတဲ့စစ်ကြောင်းကရုတ်တရက်ဝင်စီးရခံလိုက်ရတာ။သူတို့စကန်ကအရေးယူအားစတင်ចောင်းနေပြီးတော့ ရေဘော်တွေနဲ့ဆွေမျိုးသားချင်းတော်ဆက်ကြတဲ့ចောင်းသားလေးတွေခဏတစ်ပြုတ်လာနေကြတာရဲ့ဆိုတော့ရေဘော်9ယောက်ပြင်ចောင်းသားလေးတွေက4ယောက်စုစုပေါင်း11ယောက်ကအဲ့ဒီစခန်းသားမှာပဲတက်ခံခဲ့ရပါတယ်လို့ခံကောချေဆိုင် PDF တပုတ်ဝင်တယောက်ကပြောပါတယ်။ဒီဆုံးသွားသူတွေကတော့ရေကြီးဖက်ကပါတပုတ်ဝင်တွေဖြစ်ကြတဲ့ရေဘော်နေလေးဦးရေဘော်မြတ်ကျော်သူရေဘော်ညီလေးရေဘော်အောင်ချင်မင်းရေဘော်ဂျုံကိုဝင်ရေဘော်တပ်ပိုင်ဦးနဲ့ကျော်စန်းခိုင်တို့ပြင်ចောင်းသားတွေဖြစ်ကြတဲ့9တန်းចောင်းသားမောင်လျံထွန်း၈တန်းចောင်းသားမောင်မိုင်းဝေ၉တန်းចောင်းသားမောင်မျိုးတီဟာနဲ့မောင်တီဟာလင်းတို့ဖြစ်ကြပါတယ်။ ရချေးရေဘိုးတွေနဲ့ကျောင်းသားလေးတွေတက်ခန့်ရပြီးတော့လက်နဲ့ခရမ်းတွေလည်းပါသွားတယ်ဆိုတာဟုတ်ပါတယ်။ဘလို့သတင်းပေါက်သွားပြီးတော့စကန်စီးခတ်လိုက်ရတယ်ဆိုတာတော့စုံစမ်းမှုတွေဆောင်ရွက်နေပါတယ်။နောက်ပြီးရွာကန်အမျိုးသား20လောက်ကိုလည်းဖမ်းပြီးတော့ခါလိုက်ရ90တွေကိုပြန်ဝင်သွားကြတယ်။အခုလော်လော့ဆယ်မှာတော့အရေးရွာမှာဘသူမှမရှိကြဘူး။ထွက်ပြေးနေကြရတယ်လို့ခံကောခရိုင်ဘက်ကပါတဝင်းရှိသူကပြောပါတယ်။အရင်နောက်ပွေးမျိုးမပွားရအောင်ဆိုတဲ့ဒေါ်လန်ဘတော့တာတဝူးရဲ့ရေးသားပုတ်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ပွေးမျိုးမပွားရအောင်မိမိတို့ကိုလာရောက်တိုက်ခိုက်မှသာခုခံကာကွယ်မယ်ဆိုပြီး ကဘာတိအပြည့်ရဲ့တလာတိုးချောင်းကျင်ညာထားတဲ့မလာဟာကလေးငယ်တွေစာတင်နေတဲ့စာတင်ချောင်းကိုရဲရဲဆက်ဆက်ရိုင်းရိုင်းဆန်းဆန်းပုံကျဲသွားခဲ့ပါတဲ့။အိုရင်းလွင်ချောင်းကကလေးငယ်22ယောက်တည်ဆုံပြီးတားငယ်တမီးငယ်40ကျော်လောက်တန်းရရသွားခဲ့ပါတဲ့။တိတ်ကိုရက်ဆက်ယုံမှလွန်းလို့ဒါစစ်တက်လဲ၄စစ်တက်လားဒါတက်မတော်လဲ၄တက်မတော်လားလို့မေးရပါတော့မယ်။ဒါပေမဲ့ငါတို့လူတချို့ကယူဝန်ကိုအပြစ်ပို့တယ်။တချို့ကကဘာကြီးကိုအပြစ်တင်တယ်။တချို့ကြတော့အာဆီယံတရုတ်ရုရှားမလေးရှားနဲ့ထိုင်စားတဲ့နိုင်ငံတချို့ကိုစောက်ပြစ်ပြောတယ်။ တချို့လူတွေကတော့ဖွဲ့စည်းတချို့ကိုစာဖောင်းထုတ်တယ်။လူတချို့ကတော့ကိုလူကိုစောက်ပြေပြန်တင်လာလဲတွေ့ရတယ်။အဲ့ဒါအဖြစ်မှလား။ကိုကတော့ကိုတော်ဝင်ကိုသူများစီလွှဲချတယ်လို့မြင်တယ်။ဒါတော့အရင်ဆုံးလိုအပ်တာကအဲ့ဒီလိုလေရင်လေးနဲ့ခြေမချနိုင်အောင်ဘလို့လုံးရမလဲဆိုတာနဲ့ဘုံလာခြေရင်ဘာလုံးကြမလဲဆိုတာပဲအရင်ဆုံးလုပ်ဖို့လိုတယ်။ဒုတိယလိုအပ်တာကအဲ့ဒီစက်တက်ဆိုတဲ့အဖွဲ့စည်းတစ်ခုလုံးကိုအမြဲကမကြံဒုနှုတ်ဖြစ်ဖို့ဘလို့စော်ကြမလဲပေါ့။တတိယကတော့ပြည်သူကိုလိန်ညာပြီးအာကုတ်တို့ပေးနေတဲ့အဲ့ဒီစစ်ဘောမတွေကိုပြည့်ရှင်းဖို့လဲကုလိုအပ်တယ် အရေးကြီးတာကဒီကောင်လေးကိုလူသားချင်းနဲ့ဆိုပြီးတိတ်ပြီးတော့စာနာပြမနေဖို့အရေးကြီးတယ်ဒီကောင်လေးကလူတွေမဟုတ်ဘူးလူပုံနဲ့ကိုယ်စိတ်ပေါက်နေတဲ့ကိုယ်သားတွေအဲသူတို့မှလည်းသားတွေသမီးတွေရှိတယ်အဲ့ဒီတော့ခွေးမျိုးမပွားဖို့လည်းအရေးကြီးတယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတိနားဆင်ကြတဲ့တရင်ပိတ်တများကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်တဲ့ဗီဒီယိုမိပါတရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်နာနဲ့တူပြန်လာကြပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ